ဘေးတော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးရင် VPN ဖွင့်ပြီးတော့ကြည့်ပေးကြဖို့မြတ်တာရက်ခံရင်းနေပဲဒီနေ့မှာကတော့ Alice in Borderland season 3ရဲ့နောက်ဆုံးပိုင်းဇာတ်သိမ်းပြီးဂိမ်းကစားပွဲကြီးကိုကျွန်တော်အတူတူနှုတ်ဆက်ကြအောင်ပါခင်ဗျာအာရီစုတယောက်ဥစားကီရောသူပါနှစ်အောင်လုံးတည်သွားခဲ့ရတဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရတာကြောင့်တုံလှုပ်ချောက်ချားနေပါတယ်ဒါပေမဲ့အာရီစုကသူ့စိတ်ကိုသူထိန်းလိုက်ပြီးတော့နောက်ထပ်ဘယ်သူမှထပ်မသိစေရဘူး အကုန်လုံးတူတူလုပ်မယ်ဆိုရင်ကစားပွဲကနိုင်နိုင်တယ်လို့သူ့လူတွေကိုအားပေးလိုက်ပါတယ်။အာဇုကနိုဘူးကိုရေးကိုပြန်ထုတ်ပေးဖို့အတွက်ခိုင်းလိုက်ပြီးတော့ဥစာကီကိုတော့အမှန်အများကြီးနှုတ်မဲ့ A3 ခန်းကိုဝင်ခိုင်းလိုက်ပါတယ်။ဥစာကီကကလေးရဲ့လက်ပတ်ကိုလည်းကင်ထားတာကြောင့်သူ့မှာအမှတ်တွေအများကြီးကျန်နေသေးတာပါ။အမှတ်နှုတ်ခမ်းမဲ့လူနဲ့ရေးကိုကဲမဲ့လူကိုရွေးပြီးပြီဆိုတော့ဒီခန်းထဲမှာလော့ကဒေါင်းကျခံပြီးတော့နေခဲ့မဲ့လူလိုနေပါသေးတယ်။အဲ့မှာနေစာချီကိုကခဏစဉ်းစားလိုက်ပြီးတော့အာရစုကျမနေခဲ့လိုက်မယ်လို့ပြောလိုက်ပါတယ်။ရူဂျီကဘာလို့နေခဲ့မှာလဲလို့မေးတော့စာချီကို ငါအသက်ကြီးဆုံးလေတောင်ငါရွေးချယ်ရမှာပေါ့အန်နေများတဲ့ကိစ္စတွေဆိုလူကြီးတွေကဖြေရှင်းပေးမယ်လေမင်းတို့ကလေးတွေကတော့အနာဂတ်ကိုကောင်းအောင်လုပ်ဖို့တောင်းဝင်ရှိတယ်လို့ပြောလိုက်တာပါ Okay ကျွန်တော်ဒီညလေးတစ်ခေါက်ပြန်ပြောမယ်အန်ဒီရဲ့များတဲ့ကိစ္စတွေဆိုလူကြီးတွေကဖြေရှင်းပေးမယ်မင်းတို့ကလေးတွေကတော့အနာဂတ်ကိုကောင်းအောင်လုပ်ဖို့တောင်းဝင်ရှိပါတယ်တဲ့ Okay ရူဂျီကတော့ B4 ကိုသွားမှာပါရူဂျီက ISU ရှိတဲ့ B4 ခန်းထဲဝင်လာပြီးတော့ဒီခန်းကနမတ်နှုတ်တဲ့အခန်းဆိုတော့သူ့အမှတ်ကိုနှုတ်ပေးလိုက်ပါတယ်ဒါနဲ့ရူဂျီမှာ၄မှတ်ပဲကြံမာတော့တယ် ဦးစားကီကတော့ A3 ကိုရောက်လာပြီးတော့တက်ဆူရဲ့အလောင်းကိုမြင်လိုက်တဲ့အတွက်စိတ်မကောင်းဖြစ်နေပါလိမ့်။ဒီခန့်ရှစ်မှတ်တောင်နှုတ်မှာဆိုတော့ဦးစားကီလည်းသူ့ကလေးရဲ့အမှတ်စီကနေနှုတ်ပြီးတော့ပေးလိုက်ရပါလိမ့်။ပြီးတော့ဦးစားကီကတက်ဆူသေဆုံးသွားတဲ့ကြောင်းဂျန်တဲ့လူတွေကိုပြောပြလိုက်ပြီးအကုန်လုံးလည်းစိတ်မကောင်းဖြစ်နေကြပါလိမ့်။အာရီဆူကစာချီကိုလော့ကဒေါင်းကနေဘယ်လိုလွတ်ပေးရမလဲဆိုတော့အကြံထုတ်နေပြီးတော့ရေးနဲ့နိုဘူးတို့ကအမှတ်နှဲနေဖြစ်တဲ့အတွက်စာချီကိုလွတ်ပေးဖို့မဖြစ်နိုင်ပါဘူး။အာနေဦးစားကီကသူ A2 မှာသွားလိုက်မယ်။ဒါဆိုရင်စာချီကိုလွတ်ပြီလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့အိတ်တူးခန့်ကဘယ်သူမှမရောက်ဘူးတဲ့အတွက်အဲ့ဒီခန့်မှာအမှန်များများနှုတ်မဲ့အခန်းဖြစ်မလားမဖြစ်ဘူးလားဆိုတာကိုဘယ်သူမှမသိကြသေးပါဘူးအမှန်များများနှုတ်မဲ့အခန်းဆိုတော့ဒုက္ခရောက်မှာပါအကုန်လုံးကလည်းအမှတ်တွေနည်းနေပြီဆိုတော့တခုဆိုဥစားကီတို့လိုက်ပြန်ကဲဖို့ကမဖြစ်နိုင်သလိုကဲနိုင်တော့မှထွက်ပေါက်ဖြစ်နိုင်တဲ့ A5 ခန်းကိုရောက်ဖို့ကအမှတ်မိမှာမဟုတ်တော့ပါဘူးအဲ့နဲ့အာရီစုလည်းဘာလို့ရမလဲဆိုပြီးတော့ခေါင်းစားနေပါတော့တယ်ဥစားကီကအာရီစုကိုအာရီစုနီးလန်းတော့ရှိမှာပါနေရင်ကတော့လုံနိုင်ခဲ့တာပဲကစားပွဲတိုင်းကိုငါတို့အတူတူတိုက်ခိုက်ခဲ့ပြီးတော့အနိုင်ယူခဲ့တာလေးလို့အားပေးလိုက်ပါတယ် အဲဒီဆိုလေသူ့ကိုအသက်ရှင်အောင်ကူညီပေးခဲ့ကြတယ်ဂါရုပဲချိုတာတတာအန်ကူအီနာနဲ့ဂျန်နဲ့သူ့တငယ်ချင်းတွေကိုပြန်ပြီးတော့တတိယလာခဲ့ပါတယ်ဥစာကီကကစားပွဲတိုင်းမှာအသက်ရှင်အောင်ဘယ်လိုလုပ်အောင်လဲဆိုရဲတဲလွန်စားတွေပါတယ်စဉ်းစားကြည့်ပါဦးလို့ပြောလိုက်ပါတယ်အဲဒီဆိုလေလက်ပတ်တွေကိုအသုံးချရမယ်ဆိုတာတီးသွားပြီးတော့ဥစာကီကိုငါချန်ရပြီအီဒူးမှာကလီးရဲ့လက်ပတ်ကိုထားလိုက်လို့ပြောလိုက်တော့အကုန်လုံးအန်အောင်သွားပြီးတော့ရူဂျီကအတိတ်ပဲမရှိတာလို့ပြောလိုက်ပါတယ်စာချီကလည်းမဖြစ်ဘူးလေ ကျွန်မကိန်းနဲ့တနာချာကလေးလေးတစ်ခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။စာချီကိုကယ်ပြီးလို့ကလေးရဲ့လက်ပတ်ကိုဦးစာကီကပြန်သွားယူရင်အမတ်ကတခါရုံးမှဖြစ်တဲ့အတွက်ဦးစာကီရောကလေးပါတည်သွားနိုင်ချေရှိနေရပါ။အာရီစုလည်းတေချာပြန်စဉ်းစားလိုက်ပြီးတော့ခုနကတော့ရေယာယူနာကိုပြန်ခေါ်ဖို့လုံတော့ကလူကဒီခန်းထဲဝင်လာပေမဲ့လက်ပတ်ကတခြားခန်းထဲမှာပဲကြံနေခဲ့တာကြောင့်ဘာမှဖြစ်မသွားပါဘူး။အဲ့တော့စာချီကိုကယ်ပြီးရင်ကလေးရဲ့လက်ပတ်ကိုလည်းဦးစာကီက A3 ခန်းထဲကနေ A2 ထဲကိုလက်လှမ်းပြီးတော့ယူလို့ရနေပါလေ။ အားရစလေဥစာကီဘလို့ဆိုလုံနိုင်မလားလို့မေးလိုက်တော့ဥစာကီကလုံနိုင်တယ်လို့ပြန်ဖြေလိုက်ပါတယ်ရူတီယာတခုချီသေးတယ်ကလေးလက်ပတ်ကို A3 ထဲပြန်ယူပြီးရင်နောက်တစ်ခါရှေ့မှအနှုတ်ခံအောင်ပါတို့နှစ်ယောက်လုံးမှအမှတ်မလုံလောက်တော့ဘူးလို့ပြောလိုက်ပါတယ်အားရစလေတို့ထဲမှာအမှတ်အများဆုံးကြံနေတာကယူနာပဲရှိတော့တယ်ဆိုတာကိုသတိရသွားပါတယ်အဲ့ဒါအားရစကရှိုးတာလောင်းကိုဖတ်ငုံနေယူနာစီကိုသွားပြီးတော့အကူကြီးလေးတောင်းစရာရှိတယ်ဒီထက်လူတွေအသက်ရှင်နိုင်ဖို့အကူကြီးလုံးနေတယ်ကျေးဇူးပေးပြီးကူညီပေးပါလို့ပြောလိုက်ပါတယ် တော့မှခြေခွဲလူငယ်လေးယူနာလည်းပြန်ထလာပါတော့လေကစားဝဲနောက်ကျောမှာတော့ရေးကနိုဘူးနဲ့စီဖိုးမှာဆုံးဖို့ချိန်လိုက်ပြီးတော့ဦးစာကီကတော့ခလေးရဲ့လက်ပတ်ကိုအေဒူးခန်းနဲ့လှမ်းပြီးတော့ထည့်လိုက်ပါတယ်ဒါမဲ့တကားပြန်ပိတ်သွားတဲ့ချိန်မှာတကားကလက်ပတ်ကိုတိုက်လိုက်ပြီးတော့လက်ပတ်လည်းခဝေးကိုယူသွားပါတော့လေဦးစာကီကတော့ဒါအောင်မတိသေးပါဘူးအဲ့တော့မှတော့စာချီကိုတယောက်လော့ဒေါင်းကနေလွတ်မြောက်သွားပါတော့လေအေဒူးကတော့ငါးမှတ်နှုတ်မဲ့အခန်းဆိုတော့ခလေးကအမှတ်နှမှတ်ပဲကြံတော့တာပါနိုဘူးကလည်းရေးနဲ့ပြန်ဆုံသွားပြီးတော့မကြခင်မှာ၁၂ချိန်မြောက်ကစားပွဲကိုစတင်တော့မှာပါ တကားရီပွင့်သွားတဲ့ဥစာကီကကလေးရဲ့လက်ပတ်ကိုလိုက်ယူမှာဖြစ်ပြီးယူနာတို့ဥစာကီရှိတဲ့ A3 ခန်းထဲလာပြီးတော့ရှစ်မှတ်အနှုတ်ခံပေးရမှာပါဥစာကီကလက်ပတ်ကိုတကားပြန်မပိတ်ခင်စက္ကန့်ပိုင်းလေးမှရအောင်ယူရမှာဖြစ်ပြီးတော့အချိန်များသောအ10စက္ကန့်လောက်ပဲရပါတယ်အဲနောက်တော့ဥစာကီလည်းအန်စာရုံးတွေကိုခောက်လိုက်ပြီးတော့ A2 ခန်းတကားကိုဖြွင့်လိုက်ပါတယ်ရူဂျီယာ10စက္ကန့်ကတိုင်းမင်ခေါ်ပြီးမယ်အသင်ပြင်ထားတော့လို့ပြောလိုက်ပါတယ်ဥစာကီလည်းတကားကိုဖြွင့်လိုက်တော့လက်ပတ်ကတူထားခဲ့တဲ့နေရာမှာမဟုတ်ပဲခက်လန်းလန်းကိုရောက်နေရမြင်လိုက်ပြီးတော့ထိတ်လန့်သွားပါတော့တယ် လက်နဲ့လှမ်းယူလို့မရတော့တာကြောင့်ဥစာကီလည်းခြေထောက်နဲ့လှမ်းရပ်ပြီးတော့ဆွဲယူနေရပါလိမ့်။ဒါပေမဲ့လက်ပတ်ကတော်တော်နဲ့မပါလာဘဲနဲ့အချိန်ကလည်းတဖြည်းဖြည်းနဲ့နဲလာနေပါပြီ။ဥစာကီလည်းသူ့ကလေးရဲ့လက်ပတ်ကိုရဖို့အသေးစံစူးစမ်းနေပြီ။သူတို့ကိုကြည့်နေအကုန်လုံးနဲ့ချွေးတွေပြန်နေကြပါပြီ။နောက်ဆုံးတော့လက်ပတ်ကိုယူလိုက်နိုင်မလို့ယူလာလေဥစာကီတို့အခန်းထဲကိုပြေးဝင်လာပါလိမ့်။ပြီးတော့သူစီကရှေ့မှအနှုတ်ခံလာပြီးတော့ဥစာကီပြေးတော့လို့လှမ်းပြီးတော့អော်ပေမဲ့ဥစာကီကတစ်ဖက်ခန်းကနိုင်မှာလှမ်းမြင်နေရတဲ့အာရိစုတေးဆုံးသွားတဲ့ပုံကိုကြည့်ပြီးတော့ကြက်တွေတင်နေပါတော့တယ်။ ဦးစားကသေဆုံးသွားတဲ့သူ့အဖေရဲ့ပုံရင်းကိုပါမြင်လိုက်ရပြီးအာရိစုလည်းသူ့အဖေလိုပဲသူ့ကိုထားသွားတော့မယ်လို့ခံစားနေရတာပါတကားတွေကလည်းပြန်ပိတ်တော့မှဆိုတော့အာရိစုလည်းအခန်းထဲကိုပြေးလာပြီးတော့ဦးစားကကိုပြေးတွဲလိုက်ပါတယ်အဲဒီမှာတကားပိတ်သွားတော့ရူဂျီကသူ့ဝီးချဲနဲ့တကားကိုကန့်လန့်ခံထားလိုက်ပါတယ်ပြီးတော့ရူဂျီကခုံလိုက်လို့ပြောလိုက်တော့အာရိစုနဲ့ဦးစားကလည်းရူဂျီကိုကြော်ပြီးတော့အခန်းထဲကိုခုံဝင်လိုက်ပါတယ်ပြီးတော့ဂျန်တဲ့လူတွေကတကားကြားမှာညက်နေတဲ့ရူဂျီကိုဝိုင်းပြီးတော့ဆွဲထုတ်ပေးလိုက်ကြပါတယ်အဲ့လိုနဲ့သူတို့အကုန်လုံးလည်းကန်ကောင်းပြီးတော့လွတ်မြောက်လာကြပြီး ဦးစာကီကအာရီစုကိုဖတ်ပြီးတော့အာရီစုရှေ့အနာကက်ကဘာတွေလဲလို့မေးလိုက်ပါတယ်။အာရီစုကဘာပြန်ပြောတဲ့အတွက်ဦးစာကီလည်းသူ့ယောက်ျားကိုစိုက်ကြည့်လိုက်ပါတယ်။အာရီစုကရူဂျီကိုဝီးချဲကိုပြန်တင်ပေးလိုက်ပြီးအာရီစုလည်းဂျေဆုတင်ပါတယ်လို့ပြောလိုက်တာပါ။အဲနောက်တော့၁၄ချိန်မြောက်ကစားပွဲကစတင်လာပြီးတော့သူတို့တွေအကုန် A5 အခန်းကိုကူးရပါတော့မယ်။ A5 တကားနာကဆက်ခရင်နေမှာတော့သူတို့အကုန်လုံးတို့ဆိုးွားတဲ့အနာကက်တွေကိုပြထားခဲ့တာပါ။ဥစာကလေးထွက်ပေါက်ခဲမှာအာရီစုတေဆုံးသွားတယ်ဆိုတာကိုမြင်ထားတော့အာရီစုကိုစိတ်ပူလို့နေပါတယ် အားသူကတော့ဘာမှမပြောဘဲသွားကြအောင်လို့ပဲပြောလိုက်ပြီးရေတုံးကနေ A5 ခန်းထဲကိုဝင်လာခဲ့တာပါတို့နဲ့သူတို့အကုန်လုံး A5 ခန်းထဲရောက်လာပြီးတော့အဲ့ဒီမှာထွက်ပေါက်ကိုမြင်လိုက်ရပါတယ်ကစားဝဲအောင်မြင်သွားတဲ့အတွက်သူတို့ရဲ့လက်ပတ်တွေလေပတ်တွေလည်းကျွတ်ထွက်လာပါတော့တယ်ဒါမဲ့နောက်ဆုံးအချိန်အနည်းနဲ့အန်စားလိမ့်ရအောင်ပါပါအဲ့ဒါကတော့ထွက်ပေါက်ကနေလူပနေရောက်ထွက်သွားမလဲဆိုတာပါပဲလူကြီးကအန်စားလိမ့်မှုရှိကိုတတ်လာပြီးမဲ့အားသူကငါလှုပ်လိုက်ပါမယ်လို့ပြောလိုက်ပါတယ်အကုန်လုံးလည်းအားသူကိုဝိုင်းကြည့်နေကြပြီးအားသူကငါအန်စားလိမ့်ပြီးတော့ န်ကျမကိုလက်ခံပါမယ်လို့ပြောလိုက်ပါတော့တယ်။ဥစာကီကအာရီစုကိုစိတ်ပူနေပေမဲ့အာရီစုကအန်ဆာကိုစပြီးတော့ပြစ်လိုက်ပါလေ။အန်ဆာကနံပါတ်9ကျသွားပြီးတော့ထွက်ပေါက်တကားကလည်းပွင့်လာပါတော့တယ်။သူတို့တဲကလူ9ယောက်ကထွက်ပေါက်ကနေထွက်သွားနိုင်တော့မှာပါ။ဒါပေမဲ့သူတို့ဖွဲ့မှာကလေးနဲ့ဆိုရင်စုစုပေါင်းလူက10ယောက်ရှိနေတာပဲဖြစ်ပါတယ်။ဒီလိုတယောက်ကနေခဲ့ရပါတော့မယ်။အာရီစုလည်းဆုံးဖြတ်ချက်ချလိုက်ပြီးတော့ဥစာကီကိုဥစာကီမင်းကိုတောင်းဝင်ပေးလိုက်ပြီ။မင်းသက်ရှင်ရမယ်။လူတိုင်းကငါတို့ကဘာကိုရောက်အောင်ပြန်ခေါ်သွားပေးပါလို့ပြောလိုက်ပါတယ်။ အဲ့ဒီမှာပဲထွက်ပေါက်ကနေထွက်သွားဖို့တဲ့အချင်း10မိနစ်ဆပြီးတော့မှတ်နေခဲ့ပါပြီ။ဦးစားကီကလက်မခံမဲနဲ့မရဘူးလို့လို့လို့မရဘူး။နင့်ကိုမထားခဲ့နိုင်ဘူးလို့အသေးအံညင်းနေပေမဲ့အာရီစုကဒါငါကံကြမ္မာပဲလို့ပြောလိုက်ပါလေ။ဦးစားကီကအာရီစုကိုမလွတ်တန်းဖတ်ထားပြီးတော့ငိုနေပြီ။အာရီစုကကြံတဲ့လူတွေဦးစားကီကိုခေါ်သွားပြီးတော့အသက်ရှင်ကြပါလို့ပြောလိုက်ပါလေ။ပြီးတော့အာရီစုကရူဂျီကိုရူဂျီဦးစားကီကိုငါတို့ကဘာကိုတိထားပြန်ရအောင်လှုပ်ပေးသမ်းပါ။ငါ့ကိုဂရီပေးပါလို့ပြောလိုက်ပါလေ။အာရီစုကအချိန်မရှိတော့အားလုံးသွားကြတော့လို့ပြောလိုက်ပြီးအကုန်လုံးကို ထွက်ပေါက်ကနေထွက်သွားခိုင်းလိုက်ပါတယ်ပြီးတော့ဥစာကီကိုလည်းအပေါက်ကနေတွန်းလှုပ်ပြီးတော့ရူဂျီလက်ထဲထည့်ပေးလိုက်ပါတယ်ဥစာကီကတော့ငိုယုံနေပြီးတော့မကြာခင်မှာပဲတကားပြန်ပိတ်သွားပြီးတော့အခန်းထဲမှာအာရီစုတယောက်ပဲကြံနေခဲ့တော့တာပါမကြာခင်မှာအိုက်ခန့်အမောင်ကျသွားပြီးတော့ခဏကြာတော့အာရီစုတယောက်ရှိကဆက်ခရင်ကနေတဆင့်အပြင်ရောက်သွားတဲ့ဥစာကီရဲ့ပုံရိပ်တွေကိုမြင်လိုက်ရပါတယ်ဥစာကီကမပ္ပရာမြေလူလိုငိုယုံနေပြီးတော့သူ့နာမှာရူဂျီကရှိနေတာပါရူဂျီကဥစာကီကိုတတ်ပေးဖို့ဘန်နာသူ့ကိုမှားထားတော့သတိရလာပြီးဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါလဲ ရူဂျီလည်းဥစားကေးကိုကြည့်ပြီးတော့သူ့အိတ်ထဲကတနတ်ကိုဆွဲထုတ်လိုက်ပါတယ်။အာရီဆူလည်းအဲ့ဒါကိုမြင်သွားတော့မျက်လုံးပြူးသွားပြီးတော့မင်းဘာလုပ်တာလဲဆိုပြီးတော့လန့်ဖြန့်သွားခဲ့ပါတယ်။အာရီဆူကစကရင်နာကိုကပ်ပြီးတော့ရူဂျီမင်းဘာလုပ်နေရလဲရလိုက်လို့အသေးအံအော်ပြောနေပြီးဥစားကေးကိုလည်းအော်ခေါ်နေပေမဲ့သူ့အံကိုအပြင်ကဘလို့လောက်ကြားနိုင်မှာတော့ရူဂျီဟာဥစားကေးကိုတနတ်နဲ့ချိန်ထားပြီးတော့အာရီဆူကတော့အထဲကနေအသေးအံအော်ဟစ်နေတုံးပါ။ရူဂျီဟာဥစားကေးကိုပြင်မလို့လုံနေပေမဲ့မပြည့်ရနိုင်တော့ပဲနောက်ဆုံးတော့တနတ်ကိုပြန်ချထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ ဂုံယူပါတယ်ဒီခန်းထဲမှာနောက်ဆုံးကြံတဲ့ဇာမားကလူတိုင်းရဲ့အိမ်မက်တွေအနှင်းခံလိုက်ရပါတယ်ဒါကြောင့်မင်းမလည်းအနာဂတ်တစ်ခုရှိလာပါပြီဒီခန်းထဲမှာကြံတဲ့ဇာမားကဂိမ်းကိုအနိုင်ရရှိသွားပါပြီလို့ကြေညာလိုက်ပါတော့တယ်ပြီးတော့သူ့ရှိမှဂျိုကာကပ်ပုံပေါ်ထွက်လာတဲ့အတွက်အာရိစုလည်းအံ့ဩသွားပါတယ်အဲ့ချိန်မှာပဲငလင်လှုပ်သူတို့အခန်းတစ်ခုလုံးတုံလှုပ်လာခဲ့ပြီးတော့အာရိစုလည်းစခရင်တွေကနေတဆင်အပြင်ဘက်ကိုမြင်နေရပါတယ်အပြင်မှာတော့တိုက်ကြီးတွေအကုန်လုံးပြိုလဲကြလာပြီမြေကြီးတွေကလည်းရေတွေအများကြီးထွက်လာပါတော့တယ် အာရစုလည်းငလင်တန်ကြောင့်ပြည်လဲသွားပြီးတော့ဥစာကီတို့ရှိတဲ့အပြင်မှာတော့ရေတွေကြီးနေခဲ့ပါပြီပြီးတော့ရေလိုင်းလုံးကြီးတစ်လုံးရိုက်လာတဲ့အတွက်ဥစာကီတို့လည်းအောက်ကိုပြုတ်ကြတော့မလို့ဖြစ်နေပြီးရေစည်းနဲ့မျောမသွားအောင်မနေတွေ့ထားပါလေအာရစုလည်းဥစာကီတို့ကိုစိတ်ပူနေပြီးတော့စကရင်ကိုလက်နဲ့ထုနေပါလေအဲဒီမှာပဲဥစာကီကရေစည်းနဲ့မျောပါသွားပြီးတော့ရူဂျီလည်းသူ့နောက်ကိုလိုက်သွားခဲ့ပါလေအဲမှာလည်းအာရစုလည်းကျမ်းမရအပြားတစ်ချက်ကိုခွာယူပြီးတော့စကရင်ကိုထုဖို့လုပ်ပြီးမှစကရင်ကြီးကဘာမှမဖြစ်ပါဘူးအဲဒီမှာပဲသူ့ဘေးပပတ်လေကစကရင်နဲ့အကုန်အဖြူရောင်ကိုပြောင်းသွားပြီးတော့ သူချိန်မှာလူတယောက်ကိုမြင်လိုက်ရပါတယ်။အာရီဆူလည်းဒီလူကသူ့ကိုဂျိုကာကပ်ပေးခဲ့တဲ့လူပဲဆိုတာကိုသတိရသွားပါတယ်။ဗန်နာကဂိုင်းပါရီအာရီဆူဂိမ်းကိုထူးချင်လို့နိုင်သွားတဲ့အတွက်မင်းဒီနေရာရဲ့နိုင်ငံသားဖြစ်ခွင့်ရှိသွားပါပြီလို့ပြောလိုက်တော့အာရီဆူကငါဘယ်တော့မှဒီနေရာမှာမနေဘူးလို့ပြောလိုက်ပါတယ်။ဗန်ဒါကမင်းဥစာကီနောက်လိုက်နေမယ်။ तू ကမကြခင်တေဆုံးသွားတော့မှာ။အဲ့တော့ငါနဲ့အတူတူဒီမှာဂိမ်းကြီးပျော်ပျော်ကြီးစော့ဖို့ဘာလို့မနေတာလဲလို့မေးလိုက်တော့အာရီဆူကမင်းကမင်းကိုဖျော်ပြပေးဖို့အတွက်နဲ့ဒီနေရာမှာငါ့ကိုခေါ်ထားခဲ့တာလားဆိုပြီးတော့ဒေါသထွက်နေပါတယ်။ ဘန်နာကဒါဗောမင်းတို့ဒီတိုင်းခေါ်လို့မရမှန်းသိလို့ကောင်မလေးကိုငစားဖိနေအတုံးချလိုက်တာအဲ့လိုပြောလိုက်တော့အာရီစုလည်းတင်းပြီးတော့သူ့ရှိရာဇာခရင်ကြီးကိုထူခွဲဖို့လှုပ်ပါတော့တယ်ဘန်နာကတော့တဟားဟားနဲ့ပဲရှိနေပြီးတော့ခဏကြာမှမိရိအကုန်လုံးပြတ်သွားပါတော့တယ်အာရီစုလည်းသူထူခွဲထားတဲ့ဇာခရင်ကိုမြင်လိုက်တော့တကားတွေများဖွင့်လို့ရမလားဆိုပြီးတော့လိုက်ရှာနေပါတယ်အဲ့မှာနေမောင်းနှံတစ်ခုကိုမြင်လိုက်ပြီးတော့အဲ့မောင်းနှံကိုဆွဲလိုက်တော့တကားကဟာသွားခဲ့ပါတယ်အာရီစုလည်းမောင်းနှံကိုအားဆိုင်ပြီးတော့ဆွဲလိုက်ကနောက်ဆုံးမှာတော့တကားကပွင့်လာပါတော့တယ် အာရစူရောအဲ့တကားကိုတွန်းပြီးတော့အပြင်ကိုထွက်လိုက်ပြီးဒွဲလောင်ဖြစ်နေတဲ့နိုဘူးရိုစာချီကိုတို့ကိုအပေါ်ဆွဲတင်ပေးလိုက်ပါတယ်။ဥစာကီနဲ့ရူဂျီကတော့ခက်လန်းလန်းကအပြက်စီးတွေကြားမှာတွေ့ကန့်နေပြီးဥစာကီရဲ့ရေစီးနဲ့ထပ်ပြီးတော့မျောသွားကြအောင်အာရစူလည်းရေထဲခုန်ချပြီးဥစာကီနောက်ကိုလိုက်လာခဲ့ပါတယ်။အာရစူကရေစီးထဲမှာဥစာကီကိုအသေးအံအော်ခေါ်နေပြီးတော့ဥစာကီလည်းအာရစူသူ့နောက်လိုက်လာတာကိုသိသွားပြီးမှရေစီးကတန်နေရာကြောင့်ပြန်လှည့်လို့မရပါဘူး။မူလာကဘာမှာတော့အန်ကအာရစူကိုထိုင်ကြည့်နေပြီးအာရစူပြန်နိုးလာမယ်အချိန်ကိုစောင့်နေတာပါ။ အဲ့ဒီမှာပဲအာရီဆူနောက်ကနေဘန်ဒါပေါ်လာတာကိုမြင်လိုက်ရပါတော့တယ်။ဓမ္မမှာအာရီဆူကတော့ရေစီးထဲမှာအသေးအတန်ကူးရင်းနဲ့တန်နီယာမှာတော့ဆိုင်းဘုတ်တစ်ခုနဲ့ဝင်တိုက်ပြီးတော့သတိလစ်သွားကရေအောက်ထဲကိုမြုပ်သွားပါတော့တယ်။ဘန်ဒါတော့အားလုံးပြီးသွားပြီလို့ပြောလိုက်ပြီးအာရီဆူတယောက်မူလကဘာကိုပြန်လာလို့မရတော့အောင်အာရီဆူကိုအသက်ရှူရက်အောင်လှုပ်ပြီးတော့တဖို့လုံနေပါတယ်။အာရီဆူကတော့ရေအောက်နတ်ထဲကိုတဖေးဖေးနဲ့မြုပ်လာခဲ့ပါပြီ။ဘန်ဒါသူ့ကြံအောင်မြင်တော့မယ်ဆိုပြီးတော့ဂျင်းနဲ့နေတုံးမှာအန်ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်။ဘန်ဒါလည်းအန်အောင်သွားပြီးတော့အာမဖြစ်နိုင်တာ မင်းအောင်မြင်ရတာလားလို့မေးလိုက်ပါတယ်။မမအန်းကတော့မမအန်းပါပဲ။ဒေချင်းကပါလူတွေကိုလည်းမြင်နေရတာပါ။အဲမှရင်အန်းကထိုင်ကွားနေထလာပြီးတော့ဗန်နာကိုခုံအုပ်ဖို့လှုပ်ပါတော့တယ်။ဗန်နာလည်းလန့်သွားပြီးတော့အာရိစုကိုလှုပ်ပေးလိုက်ပြီးထွက်ပြေးလာခဲ့ရပါတယ်။အန်းကအာရိစုကိုစိတ်ပူပြီးတော့အာရိစုငါပြောတာနားထောင်။ဦးစာကိကိုပြန်ခေါ်လာမယ်လို့អော်ပြောလိုက်ပါတယ်။ရောက်တဲ့မြို့နယ်အာရိစုလည်းအန်းရဲ့အတန်ကိုကြားလိုက်တော့ပြန်သတိရလာပြီးရေပေါ်အသေးအံပြန်ကူးတက်လာလိုက်ပါတယ်။ပြီးတော့ကြောင်တုံးတွေကိုတွေ့တက်ပြီးတော့ကမ်းပေါ်ကိုပြန်တက်ဖို့လုံနေတုံးမှာ သူစီမှာဗန္နာကိုမြင်လိုက်ရပါတယ်ဗန္နာကမင်းကငါထင်ထားတဲ့အတိုင်းပဲအာရိစုလို့ပြောလိုက်ပြီးတော့အာရိစုကိုတန်းတန်းနဲ့ချိန်လိုက်ပါတယ်ပြီးတော့ငါနဲ့ဒီမှာနေဖို့ဆုံးဖြတ်ပေးပြီလားလို့မေးလိုက်ပါတယ်ဒီကောင်အာရိစုကိုကြမ်းမြန်းကြိုက်နေလားမသိပါဘူးတခါလေလဲလူသက်ဂိန်းနေစောနဲ့ကားနေ BL များဖြစ်ကုန်ပြီလားလို့ပြန်ပြန်ကြည့်ရသည်အဲ့တော့ဆက်သွားမယ်ဆိုရင်အာရိစုကတော့ဒီမှာနေဖို့ဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့အပြတ်ညင်းလိုက်တော့ဗန္နာကအသေးကွဲပြီးတော့ငေါ့စိတ်ပြည့်စီတာပဲနှုတ်ဆက်ပါတယ်အာရိစုဂိန်းပြီးပြီလို့ပြောလိုက်ပြီးအာရိစုကိုပြစ်တတ်ဖို့လှုပ်လိုက်ပါတယ် ဒါပေမဲ့အဲ့ဒီချိန်မှာပဲတနတ်တန်တစ်ချက်ထွက်လာပြီးတော့အာရီစုမသေးဘဲနဲ့ဘန်နာတယောက်လဲကျသွားတော့တာပါပြီးတော့အနေအောင်ဝိဆုံနဲ့ထူးဆန်းတဲ့လူတယောက်ပေါ်လာပြီးတော့ငါအထင်မှားသွားတယ်။ तू ကဒီတောင်ဝန်အတွက်အစင်းသေးမဖြေသေးတဲ့ပုံပဲလို့ပြောလိုက်ပါလေ။အာရီစုလည်းဒီလူကိုကြည့်ပြီးတော့အံ့ဩနေပြီးအဲ့ဒီချိန်မှာပဲခုနကမုံတိုင်းတိုက်သလို line တွေထန်နေတဲ့ရေပင်ဟာလည်းငြိမ်သက်လို့သွားပါတော့တယ်။အာရီစုကအဲ့လူကိုခမရဂျိုကာလားလို့မေးလိုက်တော့ထူးဆန်းတဲ့လူကဂျိုကာဘယ်သူလဲ။ဘယ်သူဖြစ်နိုင်လဲ။ဘုရားသခင်လားငါလားလို့မေးလိုက်ပြီး အာရီစုကိုဖဲချက်တွေပြပြီးတော့နောက်ဆုံး game တစ်ခုလောက်အတူတူစော့ကြအောင်လို့ပြောလိုက်ပါတယ်ပြီးတော့အာရီစုကိုထိုင်းကောင်မထိုင်ခိုင်းလိုက်ပြီးတော့အာရီစုရှေ့မှာပဲဖဲချက်နှစ်ချက်ကိုခြာပေးလိုက်ပါတယ်ပြီးတော့မင်းကြိုက်တဲ့ကတ်ကတ်ကိုရွေးလိုက်ရွေးချေလိုက်တဲ့ကတ်ကမင်းရဲ့ကံကြမ္မာကိုရည်ညွှန်းနိုင်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဂျိုကာကိုရွေးမင်းရဲ့ငါဂိမ်းနိုင်မယ်ဒါဆိုရင်မင်းရဲ့ကံကြမ္မာကိုငါဆုံးဖြတ်မယ်လို့ပြောလိုက်ပါတယ်အာရီစုလည်းအမှခုံမဝင်ထိုင်လိုက်ပြီးတော့ဘဲကတ်ကိုရွေးရမလဲလို့စဉ်းစားနေပါတယ်ပြီးတော့ထူးဆန်းတဲ့လူကိုကြည့်လိုက်ပြီးသူ့ရဲ့ညာဘက်ကကတ်ကိုလှန်လိုက်ပါတော့တယ် အရိကကဂျိုကာကပ်ဖြစ်နေတော့ထူးဆန်းတဲ့လူကမင်းရဲ့ကံကြမ္မာငါအပိုင်ပဲလို့ပြောလိုက်ပါတယ်။အာရိစုလည်းနှစ်ကံလုံးကဂျိုကာမလားလို့မေးလိုက်ပြီးတော့နောက်တစ်ခါကိုလည်းလှန်လိုက်တော့အာရိစုထင်းတဲ့အတိုင်းပဲဂျိုကာကပ်ဖြစ်နေတာပါ။ထူးဆန်းတဲ့လူကတိုက်ဆိုင်လိုက်တာလို့ပြောလိုက်တော့အာရိစုကအပူရီပြောမနေနဲ့ခမညစ်နေရမလားလို့မေးလိုက်ပါတယ်။ထူးဆန်းတဲ့လူကဖဲတထုံးမှာဖဲ73ချက်စီပါတယ်အုပ်စု၄စုရှိ။ဖဲတချက်စီရဲ့တန်ဖိုးပေါင်းရင်364ရ။အေဂျိုကာကိုထည့်ပေါင်းရင်တော့365ရတယ်။ ဒါလူသားကဘာရဲ့တနစ်တာမှာရှိတဲ့ရက်ပေါင်းပဲနောက်ဂျိုကာတစ်ချက်ထည့်ပေါင်း366ပဲရက်ထက်နှစ်ကရက်ရည်တွက်နေတူတူပဲအခုမေးမြန်းတဲ့အတိုင်းပဲဂျိုကာနှစ်ကက်ကလူသားတွေရဲ့အချိန်တိဆောင်းမှုပေါ်မှာအခြေခံထားတယ်ဂျိုကာဆိုတာပျော်တော်ဆက်ပဲအချိန်ကွာချက်တွေကတ်တွေကြာကွာချက်ကိုဖြည့်ပြီးပြီးတော့သေခြင်းနဲ့ရှင်ချင်းချားကိုဖြည့်ပြီးတယ်လို့ပြောလိုက်ပါတယ်အာရီစုကဒါဆိုခမရဂျိုကာလားလို့မေးလိုက်တော့ထူးဆန်းတဲ့လူကမင်းထင်လွဲနေပြီကွာဂျိုကာဆိုတာလူမမဟုတ်ပဲ ဒီကဘာယူထိန်းချုပ်ပေးနေတဲ့ဖြစ်တည်မှုလည်းမဟုတ်ဘူးဒီဂိမ်းတွေကိုကြီးကြပ်နေတဲ့တီရှိမှုလည်းမဟုတ်ဘူးသူကကတ်တစ်ခုပဲလို့ပြောလိုက်ပါတယ်ပြီးတော့မင်းကတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲကွာမင်းကံကြမ္မာဆုံးဖြတ်ပေးမယ်ကတ်နှစ်ကတ်လုံးကဂျိုကာဖြစ်နေတာတိုက်ဆိုင်မှုမဟုတ်ဘူးလို့ငါတော့ယုံနေမင်းရဲ့ကံကြမ္မာငါလက်ထဲမှာငါကြိုက်လို့လုံးလို့ရဒါပေမဲ့မင်းကိုရွေးချယ်စရာပေးဖို့ဆုံးဖြတ်လိုက်တယ်လို့ပြောလိုက်ပြီးအာရီရှုကိုခေါ်လိုက်ပါတယ်ရေဝဲကန်ကြီးကိုလက်ညှိုးထိုးပြပြီးတော့ဒါကသေခြင်းတရားပဲ ဲ့ဒီ line ဝဲကမင်းကိုဆွဲချသွားပြီးတော့တေးလိုက်။ဟိုဘက်မှာတော့ရှင်ချင်းတရားကိုမင်းတွေးလိုက်မယ်။ရှင်ချင်းတရားကနာကျင်ရတယ်။ကြမ်းကြမ်းခံရမယ်စမ်းသပ်မှုတွေပြည့်နေ။တီချင်းတရားတော့စัจ java လိုက်သဘောတရားကိုလက်ခံတာပဲ။ဘာကိုကြွေးမှလဲလို့မေးလိုက်ပါလိ။ပြီးတော့ဒါကတေးချင်းနဲ့ရှင်ချင်းကြားကဘာပဲ။လူတိုင်းရွေးချယ်ကြတယ်။မင်းတက်ရှိကဘာကိုရွေးရင်တော့မင်းရဲ့အချိန်ရောက်လာမှာပဲ။ဒီလိုပဲမင်းပြန်အောင်လာလိမ့်မယ်။နောက်ဆုံးမှလူတိုင်းတေးချင်းတရားကိုပဲရွေးချယ်။ဒံယာရီနာကျင်မှုတွေပြည့်နေတဲ့မင်းရဲ့ကဘာကိုပြန်ချင်လား။ ဲဒီကိုပြန်ရင်တော့မေးချာနဲ့မျိုးသမီးနဲ့ကလေးကအဲ့မှာရှိတော့မှာမဟုတ်တေချင်းတရားလမ်းကအလွယ်ကူဆုံးပဲလိုင်းဝဲတွေပဲခုံဆင်းလိုက်ပါနာကျင်မှုတွေဝေဒနာတွေမရှိတော့ဘူးဗလာနတ်ထီပဲလို့ပြောလိုက်ပါတော့တယ်အာရိစုကပျော်ရွှင်ခြင်းလည်းမရှိတော့ဘူးလေလို့ပြောလိုက်တော့ထူးဆန်းတဲ့လူကယီလိုက်ပါတယ်အာရိစုကခမရွေချက်ကဘာလဲလို့မေးလိုက်တော့ထူးဆန်းတဲ့လူကငါစောင့်ချက်သူပဲငါတေချင်းနဲ့ရှင်ချင်းကြနေရာလို့ကိုစောင့်ကြည့်နေုံတတ်တတ်ပဲလူတိုင်းတေဆုံးကြတယ်တေဆုံးချင်းဂိတ်တကားမှာငါစောင့်ချက်သူဖြစ်နေထန်းဆောင် ငါတောင်ဝင်ထမ်းဆောင်တဲ့အတွက်ဒေချင်းတရားငါ့ကိုကြော်သွားပေးတယ်လို့ပြောလိုက်ပါတယ်။အာရိစုကခမားကျတော့တရားမှာကြောက်နေပြီးတော့လူတိုင်းကိုဒေချင်းတရားကိုရွေးဖို့လိုက်ပြောနေတယ်လို့ပြောလိုက်တော့စောင်းချက်သူကအေးမင်းမှန်တယ်လို့ပြောလိုက်ပြီးတော့ဂျိန်ဂျိန်ဒေချင်းတရားကိုရှင်းချနိုင်ခဲ့တဲ့လူရဲ့အတွေးကိုစိတ်ဝင်စားတယ်။အဲ့ဒါကြောင့်မင်းကိုရွေးချယ်ခွင့်ပေးထားတာလို့ပြောလိုက်ပါတယ်။ပြီးတော့ဒီနေရာလေးမှာကြခင်လူတွေဖုံးလွှမ်းနေတော့မှလို့ပြောလိုက်တော့အာရိစုကဘာဖြစ်တော့မှမလို့လဲလို့မေးလိုက်ပါတယ်။စောင်းချက်သူကရင်ငါးထပ်ပိုကြီးမားတဲ့အရာတစ်ခုဖြစ်တော့မယ်။ မင်းကိုဒီနေရာကိုခေါ်လာတဲ့ညာထက်ပို့ပြီးတော့ကြီးမားတယ်လို့ပြောလိုက်တာပါအာရိစုကလူတွေဘလောက်တောင်သေမာလဲလို့မေးလိုက်တော့စောင့်ချက်သူကဒါဆေးဘူးရမယ်ရာမဟုတ်ဘူးလို့ပြောလိုက်ပြီးဒူးစန်းတဲ့အတန်တစ်ခုပေးလိုက်ပါတယ်အိုင်မာရင်ခုနရက်တန့်နဲ့ရေတွေလည်းပြန်လဲစီးဆင်းလာပြီးဝဲကရကြီးကလည်းရှိန်ပြင်းပြင်းနဲ့လဲပတ်နေပါတော့တယ်စောင့်ချက်သူကမင်းရွေးချယ်ရမယ်အချိန်ပဲလို့ပြောလိုက်တော့အာရိစုကတက်ရှိကဘာကိုဦးစာကီနဲ့အတူတူပြန်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဦးစာကီရဲ့အော်တန်ကိုကြားလိုက်ရပြီးတော့ဦးစာကီကဒေချင်းတရားရှိတဲ့ရေဝဲကရကြီးဘက်မှာပါ ။ဦးစားကြီးကတိုင်တစ်ခုဖတ်ထားပြီးတော့ရေထဲပါမသွားအောင်စူးစမ်းနေရပါလိမ့်။အဲဒီမှာပဲစောင်းချက်သူကရွေးချယ်ပါလို့ပြောလိုက်တော့အာရိစုလည်းဦးစားကြီးရှိတဲ့ဒေချင်းတရားဘက်ကိုဒိုင်မင်ထိုးဆင်းလာခဲ့ပါတော့လေ။စောင်းချက်သူကတော့အာရိစုကိုကြည့်ပြီးတော့မင်းကတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့လူသားပဲလို့ပြောလိုက်ပါတော့လေ။ရေတွေကတော့ဝဲခဲ့ကြီးတဲ့ဦးစည်းစင်းနေပြီးတော့အာရိစုလည်းဦးစားကြီးရှိတဲ့ဘက်ကိုကူလာတော့ဦးစားကြီးလည်းသူ့ကိုမြင်သွားပါလိမ့်။ဒါမဲ့အဲ့ဒီချိန်မှာပဲရူဂျီကဥစာကီနာကပေါ်လာပြီးတော့ဥစာကီကိုခေါ်ပြီးတော့သွားရအောင်လို့ပြောလိုက်ပါတယ် ။ဦးစားကအာရိစုပဲအော်ခေါ်နေပြီးတော့ရူဂျီလက်ထဲကယုံနေပြီမဲ့ယုံလို့မရပါဘူး။ရူဂျီကဦးစားကိုခေါ်ပြီးတော့ဝဲကဲထဲကိုဝင်သွားဖို့လုပ်နေတာပါ။ရူဂျီကဦးစားကိုသေးချင်းနဲ့မိကိုအတူတူသွားရအောင်လို့ပြောလိုက်ပြီးတော့ဦးစားကမသွားဘူးရက်လိုက်လို့ပြန်ပြောနေပါလေ။အာရိစုလည်းရက်လိုက်ရူဂျီလို့အော်ပြီးတော့နောက်ကနေလိုက်လာနေခဲ့ပါလေ။ရူဂျီကဝဲကဲနောက်တော့ဖေးဖေးနီးကပ်လာရင်သူ့စိတ်ထဲမှာကြောင်းသူလေးရာနိုရဲ့ပုံရိပ်တွေကိုပြန်ပြီးတော့မြင်အောင်နေပါလေ။အဲဒီမှာပဲဦးစားကရဲ့အာရိစုအာရိစုလို့ခေါ်တဲ့တန်ကိုကြားလိုက်ပြီးတော့ပြန်သတိဝင်လာပါလေ။ ပြီးတော့သူတို့နောက်ကနေအသေးအံလိုက်လာတဲ့အာရီစုကိုလည်းတွေးလိုက်ပြီးတော့ဥစာကီတောင်သူနဲ့မလိုက်ချင်မှုဆိုတာကိုသဘောပေါက်သွားပါတော့တယ်။ရူဂျီကအာရီစုနဲ့ဥစာကီတို့ရဲ့တန်ဟောစဉ်ကိုနားလေသွားပြီးဥစာကီကိုမူလားကဘာကိုပြန်ပို့ပေးဖို့အာရီစုတောင်သူ့စီဟာဂရီတောင်းခဲ့တာကိုလည်းပြန်သတိရလာခဲ့ပါတယ်။အဲတော့မှရူဂျီကပေးဆက်သူတို့နှလုံးသားစိတ်တွေပြန်ဝင်လာပြီးတော့ရေဝဲနဲ့ပါမသွားအောင်ကြောက်တုံးတုံးကိုဆွဲထားလိုက်ပါတယ်။ပြီးတော့ဥစာကီကိုအနောက်ကလိုက်လာတဲ့အာရီစုစီပြန်ပေးလိုက်ပြီးအသက်ဆက်ရှင်ပေးပါလို့ပြောလိုက်တာပါ။ပြီးတော့ရေဝဲတဲကိုလိုက်ဆင်းသွားခဲ့ပါတော့တယ်။ ဥစာကီကရူဂျီလိုလမ်းပြီးတော့အော်ခေါ်ပေမဲ့ရူဂျီကတော့ရေဝဲထဲမှာပျောက်ကွယ်သွားပါတော့တယ်အာရဆူလိုလည်းရူဂျီတို့ဆိတ်မကောင်းပေမဲ့ဘာမှတတ်နိုင်တော့ပဲရေဝဲထဲကနေလွန်မြောက်ကူးလာပြီးတော့ကြောင်တုံးတွေပေါ်တွေ့တက်လိုက်ပါတယ်အာရဆူနဲ့ဥစာကီတို့နှစ်ယောက်သားကြောင်တုံးတွေပေါ်အသေးအံတွေ့တက်နေတုန်းမှာဥစာကီကသူ့ဖေပုံကြီးကိုထပ်မြင်လိုက်ရပါတယ်သူ့ဖေကသမီးလေးလိုခေါ်လိုက်တော့ဥစာကီလည်းသူ့ဖေကိုပြေးဖက်လိုက်ပါတယ်သူ့ဖေကအဖေသမီးကိုပြောစီခြင်းနဲ့အသက်ဆက်ရှင်စေခြင်းနဲ့လို့ဥစာကီကိုပြောလိုက်ပြီးသူ့ကိုကြောခိုင်းပြီးတော့ထွက်သွားခိုင်းလိုက်ပါတယ် ။ဥစာကီလည်းသူ့ဖေကိုလှည့်ကြည့်လိုက်တော့သူ့ဖေကပြုံးပြနေတာကိုမြင်လိုက်ရပါတယ်။အဲနောက်တော့ဥစာကီကအာရိစုကိုတွဲခေါ်ပြီးတော့ကြောင်တုံးလေးပေါ်ကျိုးသားပန်းသားတွဲတက်လာခဲ့ပြီးပြီးတော့သူတို့တွေရေဝဲတဲ့ကနေလွတ်မြောက်သွားခဲ့ကြပါတော့တယ်။အဲနောက်တော့နှစ်ယောက်သားရေစီနဲ့တူလိုက်လာပြီးတော့ရှေ့မှာမြင်နေရတဲ့အလင်းအောင်ရှိတဲ့စီကိုဦးတီလာနေပါတယ်။နောက်တစ်ခါမှတော့မူလကဘာကအာရိစုတယောက်ပြန်နိုးထလာပြီးကျွန်တော်သွားတာဘယ်လောက်ကြာပြီလဲလို့အန်းကိုမေးလိုက်ပါတယ်။အန်းက2မိနစ်ပဲရှင်ပြန်လွတ်လာနိုင်တာပဲ။စကန်နည်းလောက်တာပူကြသွားရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ အာရစုကဥစာကီကိုဘာဖြစ်သွားသေးလဲလို့မေးလိုက်တော့အန်ကအဲ့ဒါရှင်ပိုသိတင်တာလေးလို့ပြောလိုက်ပါတယ်အာရစုလည်းချက်ချင်းထားလိုက်ပြီးတော့သွားမှဖြစ်မယ်ဂျေစုကအန်လို့ပြောလိုက်ပြီးတော့ဥစာကီရှိတဲ့ဆေးရုံကိုပြေးလာပါတော့တယ်ဥစာကီရှိတဲ့ခန်းထဲကိုကြောက်တော့ဥစာကီကကရင်ပေါ်မှာလဲနေတုံးပါအာရစုကဥစာကီဘေးမှာထိုင်ပြီးတော့ဥစာကီကိုစောင့်ကြည့်နေခဲ့ပါတယ်ခဏကြာမှတော့ဥစာကီကသူဘိုက်စာတယ်လို့ပြောလိုက်ပြီးတတိပြန်ရလာခဲ့ပါတော့တယ်ဒါပေမဲ့တစ်ဖက်ကရင်ပေါ်မှာရှိနေရူဂျီကတော့တေဆုံးသွားပြီးဆရာဝန်တယောက်ကရူဂျီရဲ့အလောင်းကိုစောင်းနဲ့အုပ်ပေးလိုက်တာကိုမြင်လိုက်ရတော့တာပါ အိုင်နာတို့ဒိုဂျိုမျိုးကြီးမှာ cherry ban တွေပွင့်နေရာဒီကိုရောက်လာပြီးတော့အာရီဆုနဲ့ဥစာကီတို့လည်းပျော်ရွှင်တဲ့မိသားစုဘဝလေးကိုစတင်နိုင်ခဲ့ပါပြီ။အာရီဆုတို့ကဥစာကီရဲ့ဘိုက်ထဲကကလေးလေးကိုဘယ်လိုနာမည်ပေးကြမလဲဆိုပြီးတော့နာမည်တွေရွေးနေကြပါတယ်။သူတို့ရွေးထားတဲ့နာမည်တွေခြားရေးထားတာကပဲစာအုပ်တုပ်ပြည့်ပါတော့မယ်။ကလေးဘယ်နှယောက်မွေးမလို့လဲတော့မသိပါဘူး။အိုင်နာတို့အာရီဆုကငါနောက်ကျနေပြီအလုပ်သွားတော့မယ်။ပြန်လာမှဆက်ရွေးကြမယ်နော်လို့ပြောပြီးတော့ဥစာကီကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါတော့လေ။နောက်တစ်ခါမှမြင်ရတာကတော့노ဘူးတယောက်ဘွေးရသွားပြီးတော့သူ့မိလဲကျန်းကျန်းမာမာနဲ့ရှိနေတာပါ။ နိုဘူးကသူ့မေယူဒီခါသားလှည့်ပဲအမေကိုသားပြန်စောင့်ရှောက်မယ်လို့ပြောလိုက်ပါတယ်။တမမယူနာလည်းသူ့ချစ်သူနဲ့အတူရှိနေပြီးတော့သူ့ချစ်သူကိုသူ့ကိုရှိုးတားရဲ့အုပ်ကိုခေါ်သွားဖို့ပြောနေတာကိုမြင်ရပါတယ်။စာချီကလည်းသူ့သားလေးနဲ့အတူတူဆက်နေနေပြီးရေးကလည်းသူ့ဖြစ်ချင်တဲ့အိမ်မက်တွေတိုင်းအကောင့်ထဲပေါ်နိုင်နေပါပြီ။အာရီစုကတော့အုတ်ကကဲပြုတ်ကြတဲ့ဖြစ်စဉ်မှာစိတ်ဒဏ်ရာရခဲ့တဲ့လူတွေအတွက်နှစ်သိမ့်ဆွေးနွေးပြီးတဲ့စင်တာမှာအလုဆက်လုပ်နေတာပါ။ဒီခေါက်သူတရလူကတော့ကွိနာပဲဖြစ်ပြီးတော့ကွိနာကအခုငါးဖေကရာတီကလပ်မှာအလုဝင်လုပ်နေတာ။ ကလေးတွေကိုကာတေးတင်ပေးပြီးတော့သူတို့ပျော်ရွှင်တာတွေ့ရင်ငါလည်းစိတ်ကျဉ်တတ်နေရပဲလို့ပြောပြပါတယ်။နောက်တစ်ယောက်ကတော့အာဂူနီဖြစ်ပြီးတော့အာဂူနီကအခုနောက်ပိုင်းအိတ်လိုပြန်လာတယ်။အလုပ်လည်းအဆင်ပြေတယ်။ဒါပေမဲ့ဘွားရဲ့အတိတ်ပဲအကြောင်းတွေးနေပြီးတော့ပဲလို့ပြောလိုက်ပြီးအာဂူနီကသူ့တငယ်ချင်းဟတ်တာဆောင်းလေးရှိတဲ့အုတ်ထုပ်ပုံစံမျိုးကိုစောင်းနေပါတယ်။နောက်ထပ်မြင်ရတာက တော့ဒေါ်ရင်းသူလေးဟေးရပါ။ဟေးရအခုတော့ဒေါ်ရင်းသူလေးမဟုတ်တော့ပဲခက်ကောကောစကီလေးဖြစ်နေပါပြီ။ဟေးရကလည်း၆တော့တစ်ဖက်မှရှိတော့မယ်ဘွားကိုဆက်လိုက်ရင်ဆိုင်နေပြီးလူတွေသူ့ကိုဆံပြဖြစ်နေမြင်လာအောင်စူးစမ်းနေပါတယ်။ ။နောက်တစ်ယောက်ကတော့နီရာကီပါ။နီရာကီကဘွားရဲ့အတိတ်ပဲကိုချိန်တော်ကြားတဲ့အထိမသိခဲ့ဘူး။အခုတော့သိလာပါပြီ။အသက်ရှင်နေဆိုတာဘွားရဲ့စိန်ခေါ်မှုတွေကြောင့်ပဲ။ဒီတော့အခုကလေးတွေကိုစောင့်ရှောက်တဲ့အလုပ်လုပ်နေပြီလို့အာရစုကိုပြောလိုက်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဆရာကြီးချီချီရပါ။အာရစုကဘွားရဲ့အတိတ်ပဲကဘာလဲလို့မေးလိုက်တော့ချီချီရကမေးခွန်းကောင်းပဲ။ဒါပေမဲ့မသိရရင်လည်းရေးတော့မကြည့်ပါဘူး။ဘွားကောင်းနေပါသေးတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ချီချီရကမေးတော့ရောဘွားရဲ့အတိတ်ပဲကဘာလဲ။ဘာတော့အသက်ရှင်နေရလဲလို့မေးလိုက်တော့အာရစုကမေးခွန်းကောင်းပဲ။ ဒီနေ့အတွက်ကတော့ကျွန်တော်ကလေးကိုနာမည်ပေးဖို့ရွေးနေရတာကြောင့်လို့ပဲဖြေရမယ်လို့ပြန်ပြောလိုက်တာပါဂျီရှီကလည်းပြုံးပြီးတော့ခေါင်းချိန်လိုက်ပါလေနောက်တစ်ခါမှတော့တူဂျိုမျိုးမှာငန်လင်းလှုပ်နေတဲ့ပုံအိတ်တွေကိုမြင်ရပါလေကုဒလောမှာမကြာခဏဆိုသလိုငန်လင်းတွေလှုပ်နေတတ်တာပါအာရီဆိုလိုယုံကလူတွေလည်းသတင်းကိုဖွင့်ကြည့်လိုက်တော့ဒီမီမှာငန်လင်းသတင်းတွေလာနေပါလေဂျပန်နေမို့ပဲကမ္ဘာနေရာတော်တော်များများမှာငန်လင်းတွေစရိုက်လောက်ခန့်နေတာဖြစ်ပြီးတော့အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားမှာလည်းငန်လင်းတွေပြင်းထန်နေပါလေငန်လင်းပညာရှင်တွေကတော့ကမ္ဘာအလွာကြီးတွေတစ်ကမ္ဘာလုံးတိုင်းတာနဲ့ရွေးရှားမှုလို့သုံးသပ်ထားပြီး ငလင်ကြောင့်တစ်ကမ္ဘာလုံးတိုက်တာနဲ့ဘဝင်းကျင်ဆိုင်ရာပြောင်းလဲမှုတွေဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ငလင်တွေတောက်ဆောက်လုခတ်နိုင်ခြင်းရှိပြီးတော့ဒါစားပါပြင်ဆင်ဖြစ်တဲ့အတွက်သတိကြီးထားဖို့တရေနေမှာကြေညာနေပါတယ်။နောက်တစ်ခါမှမြင်ရတာကတော့အမေရိကန်ပြည်ထောင်စုကကော်ဖီဆိုင်တစ်ဆိုင်ပါ။တကယ်ကြီးနောက်ဆိုင်ထဲဝင်လာပြီးတော့ဘေ့စ်ဘောဂိမ်းကြောင်ပြောနေပြီးစပွဲတစ်ခုမှာဝင်ထိုင်လိုက်တော့ဝေတာမာလေးတယောက်ကဘာမှမလဲဆိုပြီးတော့လာမေးပါတယ်။နောက်ထပ်မြင်လိုက်ရတာကတော့အဲ့ဒီဝေတာမာလေးရဲ့ရင်ဘတ်မှာထိုးထားတဲ့နာမည်ကရင်တိုးလေးပဲဖြစ်ပါတယ်။အဲ့ဒီရင်တိုးလေးရဲ့နာမည်ကတော့

။ဘာလို့ဆက်ပြေးလာမလဲဆိုတာလဲအာထောင်ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။ကျွန်တော်ကတော့ကြီးစုသူတတ်တတ်ပဲဆိုတော့စောင့်ကြည့်ကြအောင်ပေါ့ခင်ဗျာ။အဲ့တော့ထွက်လာခဲ့ရင်လေကျွန်တော်အမြန်ဆုံးခုလိုပဲစ조사ပြီးတော့တင်ဆက်ပေးပါမယ်။ဒီကြားထဲမှာလေတကြားရုပ်ရှင်ဇာတ်ကားတွေအမုန်းကျိုးဦးမယ်ဗျာ။အကောင်းစားတွေအမိုက်စားတွေဇက်တိုက်လာမှာဖြစ်တဲ့အတွက် Channel Subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ်စောင့်ကြည့်ပေးကြပါ။နောက်နေ့မှပြန်တွေ့ပါမယ်။ဒီနေ့မှအစားကနေဆုံးဒီ live ပါကြည့်စုအားပေးခဲ့တဲ့ပေါ်တော့ကြောက်ချင်းစီတိုင်းချိန်ပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။